မင်္ဂလာပါရှင်ဒီနေ့နိုဝင်ဘာ14ရက်နေ့နေ့လယ်ခင်းတိနောက်ဆုံးရရှိတာတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုစုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါမိခွန်ကိုဆိုလိုရင်းနဲ့လွဲချော်အောင်တီးဖြတ်ခဲ့တဲ့ကိစ္စအတွက် BBC မီဒီယာလုပ်ငန်းစုကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုအတိအလင်းတောင်းပန်ခဲ့ပါတယ်နိုဝင်ဘာ13ရက်နေ့မှာတော့ BBC ကထရမ့်ကိုတောင်းပန်ခဲ့ပေမဲ့လည်းထရမ့်ရဲ့ရှေ့နေတွေတောင်းဆိုထားသလိုနင့်နာကြီးပေးဖို့ကတော့အငင်းဆန်ခဲ့ပါတယ် 2021ခုနှစ်ဇန်နဝါရီလ6ရက်နေ့တုန်းကအမေရိကန်လွှတ်တော်ကို Trump ထောက်ခံသူတွေကမစည်းနှင်ခင် Trump ပြောကြားခဲ့တဲ့မေခွန်းကို BBC ရဲ့တီးဖြတ်ပုံကအဆိုလိုရင်းနဲ့လွဲချော်စေတယ်ဆိုတော့ဝေဖန်ထောက်ပြမှုတွေကနေစပြီးအခုပြဿနာဖြစ်ပေါ်ခဲ့တာပါ BBC ရဲ့ Panorama အစီအစဉ်အတွက်ရိုက်ကူးထားတဲ့အမှတ်တမ်းရုပ်ရှင်ဟာ Trump ရဲ့အမေခွန်းနဲ့ကမတူတဲ့အစိပ်ပိုင်းတွေကိုချိတ်ဆက်ပြီးတီးဖြတ်ပြင်ဆင်ထားခဲ့တယ်လို့ဆိုပါတယ်အကျိုးဆက်ကတော့ Trump ဟာလွှတ်တော်ကိုစီးနှင်းမှုကျွလွန်စေဖို့ ဓာတ်ရိုက်အားပေးခဲ့သလိုထင်းအောင်ထင်းမအတိတ်ပဲစီဥတည်သွားစေပါတယ်။ဒါရင်မကသေးပဲလူလားချက်ကိုငင်းငင်းချမ်းချမ်းမျိုးချင်းစိတ်သက်ပြပြဝဝနဲ့ခြေတက်ဆန္ဒပြကြဖို့ထောက်ခံသူတွေကို Trump ကအမှားကြားခဲ့တဲ့စကားကိုလည်း BBC ကဖြတ်တောက်ဖယ်ရှားခဲ့ကြောင်း Trump ရှင်တွေကဆွဆွဲခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကုံမှာတော့ Trump ရဲ့ရှင်တွေက BBC အနေနဲ့ Panorama မှာပြသထားတဲ့အမှတ်တမ်းရုပ်ရှင်ကိုဖယ်ရှားပေးဖို့ Trump ကို ပြန်တောင်းပန်ဖို့စာရေးသားပေးဖို့တောင်းဆိုခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ဟာထရမ့်ကိုဂုံတိတ်ခါအရာရောစီးပွားရေးအရာပါထိခိုက်စေတာကြောင့်နင်နာဂျီပေးဖို့လဲတောင်းဆိုထားပါတယ်။မတောင်းပတ်ဘူးဆိုရင် ရော်ဂျီဒေါ်လာ1ဘီလီယံထိများပြားတဲ့ပမာဏမျိုးရရှိဖို့တရားစွဲမယ်လို့လဲထရမ့်ကအချင်းချောက်ခဲ့ပါတယ်။ Britain အခြေစိုက် BBC မှာတော့ဒီကရက်ကိုအကြောင်းပြုပြီးညွန်ကြားရေးမှုချုပ်နဲ့သတင်းဌာနအကြီးအကဲတို့ယာဒူးကနေတာဝန်ယူနှုတ်ထွက်ခဲ့ရပါတယ်။ BBC လုံခြုံရေးအထုတ်ပြန်ချက်မှာတော့သမရထရမ့်ဟာ အကြမ်းဖက်ရန်လိုမှုတွေကိုဓာတ်ရိုက်ကြကြသွေးထိုးတောင်းဆိုခဲ့ပါတယ်ဆိုတဲ့သဘောမျိုးမှားယွင်းဖော်ပြခဲ့မိကြောင်းဝန်ခံထားပြီး2024တုန်းကထုတ်လင့်ခဲ့တဲ့အမှတ်တမ်းရုပ်ရှင်ကိုဖယ်ရှားသွားမယ်လို့ဖော်ရှိခဲ့ပါတယ်အလားတူအငင်းပွားစရာပြင်ဆင်တီးဖြတ်ထားတဲ့2022တုန်းကနောက်ထပ်ဗီဒီယိုဖြစ်ပိုင်းတစ်ခုကိုတခြား Britain သတင်းဌာနတစ်ခုဖြစ်တဲ့ Telegraph ကထုတ်ပြခဲ့ပြီးနိုင်ပိုင်းအကြံမှာ BBC မီဒီယာလုပ်ငန်းစုက Trump ကို တောင်းပန်ခဲ့တာဖြစ်ပါတယ် BBC ရဲ့ကြေညာချက်မှာတော့ ထရမ့်မေခွန်ကိုပုံမှန်အတိုင်းစင်ဆက်မပြတ်တင်ပြတာမျိုးထက်ကွဲပြားတဲ့ရှုထောက်တစ်ခုကပြသချင်လို့တီးဖြတ်ခဲ့ပေမဲ့မရည်ရွယ်ပဲအမားဖြစ်သွားခဲ့ကြောင်းအဲ့ဒီတီးဖြတ်မှုဟာသမရထရမ့်ကအကြမ်းဖက်ရန်လိုမှုတွေဖြစ်လာစေဖို့ဒါရိုက်တောင်းဆိုခဲ့တယ်ဆိုတဲ့မားယွန်းနဲ့အကောက်အယူမျိုးစီဥတည်စေခဲ့ကြောင်းဖော်ပြထားပါတယ်ပြီးတော့ BBC ရဲ့ဥက္ကဋ္ဌအစာမရှာဟောင်းအင်ပီရိုစီပို့ကိုရေးစာတစောင်ပေးပို့ပြီးဖြစ်ပြခဲ့တာတွေအတွက်သူနဲ့မီဒီယာလုပ်ငန်းစုက Trump ကိုတောင်းပန်လိုကြောင်းအသိပေးရေးသားထားတယ်လို့လည်းဆိုပါတယ်။ဒါ့ပြင် BBC ရဲ့အရှင်းအရေကလည်း Trump ရဲ့အရှင်းအရေစီကအကြောင်းကြားမှုအတွက်အသေးစားစာပြန်ထားပါတယ်။ BBC ဟာတီးဖြတ်ခဲ့တဲ့ဗီဒီယိုရဲ့အခြေအနေအတွက်ဝမ်းနဲ့နောင်တရမိပေမဲ့တမင်ရည်ရွယ်ပြီးသိခါချဖို့လုပ်ခဲ့တာဆိုတဲ့ဆွဆွဲချက်ကိုတော့အလေးအနက်ငင်းဆိုကြောင်း BBC ဘက်ကအကြောင်းပြန်ခဲ့ပါတယ်။ Trump ရဲ့အမူလမေခွန်းမှာတော့ American လွှတ်တော်ထိချီတက်ပြီးရဲရင်တဲ့အထက်လွှတ်တော်အောက်လွှတ်တော် အမတ် အမျိုးသားအမျိုးသမီးတွေကိုဂုံပြုချေးကျူရမယ်လို့ပါရှိခဲ့ပါတယ်။မိနစ်90လောက်ကြာမြင့်ပြီးတဲ့နောက်မှာတခြားအခြေအနေနဲ့ဆက်ဆက်ပြီးကျုပ်တို့တိုက်ပွဲဝင်ရမယ်။အသေးအကျေတိုက်ပွဲဝင်ရမယ်လို့ Trump ကပြောကြားထားခဲ့ပါတယ်။ဒါပေမဲ့ BBC ရဲ့တီးဖြတ်မှုမှာတော့ Trump ရဲ့မေခွန်းတစ်ခုကိုပေါင်းပြီးကျုပ်တို့လွှတ်တော်အထိခြေတိုက်ရမယ်။ပြီးတော့ခမည်းတော်နဲ့အတူကျုပ်ရှိနေမယ်။ကျုပ်တို့တိုက်ပွဲဝင်ရမယ်။အသေးအကျေတိုက်ပွဲဝင်ရမယ်ဆိုတာမျိုးဖြစ်သွားပါတယ်။ Trump ကတော့သူ့ရဲ့မေခွန်းဟာ အမဲဖြတ်ခံခဲ့ရတာလို့ Force နဲ့ interview မှာဝေဖန်ခဲ့ပါတယ်။ဒီလိုပုံစံတီးဖြတ်ပြီးပြသတဲ့အခါမှာကြီးစုသူတွေကိုအထင်အမြင်လွဲသွားစေတယ်လို့သူကပြောပါတယ်။နင့်နာချေးပေးဖို့ BBC ဘက်ကအငင်းဆိုတဲ့အခြေအနေနဲ့ပတ်သက်လို့ Trump ရဲ့ရှင်းလင်းရေးဘက်ကဘယ်လိုအကြောင်းပြန်မလဲဆိုတာကိုတော့မသိရသေးပါဘူးရှင်။ Thai နဲ့တကြောပြန်ဆက်ဆံရေးတင်းမာလာချိန်ကမ္ဘောဒီးယားဟာနယ်စပ်ကြေးရွာတစ်ခုကိုရွာလုံးကျွရွှေပြောင်းစေခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာ17ရက်နေ့တုန်းက ထိုင်းနဲ့ပိုင်ဆိုင်မှုအငင်းပွားနေရာနေဆက်တနေရာကအကြီးရွာတစ်ခုရဲ့မိသားစု250လောက်ကိုနေဆက်နဲ့ကီလိုမီတာ30လောက်အကွာဗုဒ္ဓဘာသာဖျားကျောင်းတစ်ခုစီနေရာချပေးခဲ့တယ်လို့ကမ္ဘောဒီးယားအာဏာပိုင်တွေကပြောပါတယ်။အဲ့ဒီမတိုင်ခင်တည်းကမှာကမ္ဘောဒီးယားကထိုင်းစစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်ကမ္ဘောဒီးယားရွာသားတယောက်တိတ်ဆုံးခဲ့တယ်လို့ဆက်ဆဲခဲ့ပါတယ်။ထိုင်းကတော့ပစ်ခတ်မှုကိုကမ္ဘောဒီးယားစစ်သားတွေကစတင်ခဲ့ကြောင်းပြီးတော့အရက်သားတွေကိုလူသားတိုင်းအဖြစ်အသုံးချခဲ့တာကြောင့် ထိုင်းစစ်တပ်ကလက်တော့ပြန်ချိန်မှာရွာသားတွေအထိခိုက်ရှိခဲ့တာဖြစ်ကြောင်းတုံ့ပြန်ခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာဇူလိုင်24ရက်ကနေ28ရက်နေ့ထိနေဆက်အစ်စ်ရေးပြည်ပခါတွေဖြစ်ပွားပြီးတဲ့နောက်အပြစ်အခက်ရစဲခဲ့ပါတယ်။အော်တိုဘာလောက်ကွန်ပိုင်းမှာတော့အမေရိကန်နဲ့မလေးရှားအစိုးရတွေရဲ့ဂျောင်းဝင်ဆစ်ဆက်ပေးမှုကြောင့်နှစ်နိုင်ငံစစ်ပြေငြင်းရေးစာချုပ်ကိုချုပ်ဆိုနိုင်ခဲ့တာပါ။ဒါပေမဲ့အခုတော့အဲ့ဒီငြင်းချရေးသဘောတူညီချက်ရဲ့အနာဂတ်ကမရေမရာဖြစ်လာနေပါတယ်။အခုသတင်းပတ်အစောပိုင်းတုန်းက နေဆက်တနေရာမှာမြေမြုပ်မိုင်းပေါက်ကွဲလို့ထိုင်းစစ်သား၂ယောက်ဒဏ်ရာရခဲ့တဲ့အဖြစ်အပျီးကလေးကနှစ်ဖက်တင်းပါမှုတွေတကြောပြန်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ထိုင်းကအဲ့ဒီမိုင်းဟာအပြစ်ရကာလနောက်ပိုင်းမှာကမ္ဘောဒီးယားကအသစ်ထပ်ပြီးထောင်ထားတာလို့ဆက်ဆွဲခဲ့ပါတယ်။နောက်တော့နှစ်ဖက်တပ်တွေကြားပစ်ခတ်မှုဖြစ်ပွားပြီးကမ္ဘောဒီးယားရွာသားတယောက်တိတ်ဆုံးတဲ့အထိပြဿနာတွေပိုရှုပ်ထွေးလာခဲ့ပါတယ်။နိုဝင်ဘာလ23ရက်နေ့မှာတော့ကမ္ဘောဒီးယားနိုင်ငံအနောက်တောင်ဘက်က ဗန်ဒီရဲ့မင်းချေပြည်နယ်ကနေဆက်ကြီးရွာပရိချံရဲ့ရွာခံမိသားစု250ဝန်းကျင်အားလုံးကိုရွှေ့ပြောင်းပေးခဲ့ကြောင်းကြီးရွာအုပ်ချုပ်ရေးဌာနဒုတိယအကြီးအကဲလိုက်ဆိုဘန်နာရစ်ကပြောကြားခဲ့ပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကပြစ်ခတ်မှုနဲ့ပတ်သက်လို့လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်တင်ကြောင်းနဲ့ထိခိုက်နေတဲ့သူတွေအတွက်တရားမျှတမှုရှာဖွေပေးစီလိုကြောင်းပြောကြားခဲ့ပါတယ်။တစ်ဖက်မှာတော့ထိုင်းကစစ်သားတယောက်ကိုအင်ကချွတ်ယင်ပြီး နောက်ထပ်စစ်သားတယောက်ဒဏ်ရာရခဲ့တဲ့မြေမြုပ်မိုင်ပောက်ကွဲမှုအတွက်ကမ္ဘောဒီးယားကအဝင်းချတောင်းပန်ဖို့တောင်းဆိုထားပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားကရန်ညိုဟောင်းရာစုနှစ်တွေနဲ့ချီတမိုင်းကြောင်းရှင်လျားခဲ့ပါတယ်။ရှေးဘုရင်နဲ့ခက်ကလေးကအင်ပါယာအချင်းချင်းဆက်တိုက်ခဲ့ကြသလိုမြန်မာခင်မှာလည်းရှင်လျားတဲ့နေဆက်တလျှောက်ပိုင်းနဲ့အငင်းပွားမှုတွေကိုအကြောင်းပြုပြီးနှစ်ဖက်ဆက်ဆံရေးဆက်လက်ခတ်ထန်နေတာဖြစ်ပါတယ်ရှင်။အခုဆက်လက်ပြီးတော့ပြည်တွင်းသတင်းတွေကိုနားဆင်ပေးကြပါအောင်ရှင်။ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP SSA ထင်းကျုံနေမြေအိန္ဒိယနိုင်ငံအပေါ်ဝင်ဒေသအတွင်းနိုင်ငံတွေနဲ့နိုင်ငံတကာလူမှုအတိုင်းအဝိုင်းအကျိုးစီးပွားတွေကိုထိခိုက်စေတဲ့ online ငွေကြေးလည်လည်မှုတွေကြားဖြတ်လုပ်ငန်းတွေမရှိစေဖို့အထူးကြက်မှတ်ဆောင်ရွက်သွားမယ်လို့ SSPP SSA ကဒီနေ့ November 14ရက်မှာထုတ်ပြန်ပါတယ်။ SSPP SSA ဌာနချုပ်ဝန်ဟိုင်းမှာ November လဒုတိယပတ်အတွင်းကျင်းပခဲ့တဲ့ပြည်စမအကြိမ်မြောက်ပါတီကွန်ဂရက်ဘီကြေညာချက်မှာအခုလိုထုတ်ပြန်ခဲ့တာပါ။ SFPP ဟာထင်းကျုံနေမြေအတွင်းကကြားဖြတ်ငွေလင်ကိုင်းအချို့ကိုဝယ်ရောက်စီးနေပြီးတရုတ်နိုင်ငံသားတချို့နဲ့ပစ္စည်းတွေသိမ်းဆီးတာတွေလုဆောင်ခဲ့ကြောင်းဖော်ပြထားပါတယ်အခုနှစ်စမ်းပိုင်းကမိုင်းရှူးမြို့နယ်ကကြားဖြတ်ငွေလင်ကိုင်းကိုဖမ်းဆီးခဲ့ပြီးတရုတ်နိုင်ငံသားတွေကိုတရုတ်အစိုးရစီလွှဲပြောင်းပေးမယ်လို့အတိပေးခဲ့တာပါ၂024နှစ်ကောင်ပိုင်းတော့ကလည်းနမ်ခမ်းမြို့နယ်ကဖမ်းမိတဲ့တရုတ်နိုင်ငံသား88ယောက်ကိုတရုတ်အစိုးရစီ SFPP ကလွှဲပြောင်းပေးအပ်ခဲ့ပါတယ် WHO UWSA မိုင်းလာ NDA SLPP ကိုကန်တက်နဲ့တအန်းတက်တို့ဟာသူတို့ထိန်းချုပ်နေမြေအတွင်းကဂျားဖြန့်ငွေလင်ကန်းတွေကိုဖမ်းဆီးတာဂျားဖြန့်လုပ်ငန်းကတရုတ်နိုင်ငံသားတွေကိုတရုတ်အစိုးရစီလွှဲပြောင်းပေးတာတွေကိုသတင်းထုတ်ပြန်ပြသလေရှိပါတယ် SSPP ရဲ့အခုကြေညာချက်မှာတော့ငွေစေဝါကင်းစင်ပပျောက်ရေးကိုလည်းအထူးချက်မှတ်မယ်လို့ဖော်ပြထားပြီးပါတီကွန်ဂရက်က ချမှတ်တဲ့အဆုံးပြတ်ချက်တွေကိုပါတီဝင်တွေတသွေးမသိလိုက်နာဆောင်ရွက်သွားဖို့ဖော်ပြပါတယ်ဒါ့အပြင်ဒန်းတူရေးနဲ့ ကိုပိုင်ပြထန်းခွင့်ကိုအာမခံတဲ့စစ်မှန်တဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက်လည်းနိုင်ငံရေးယူမှန်းချက်နဲ့နိုင်ငံရေးယက်တီချက်ချင်းတူညီတဲ့ပါတီအဖွဲ့အစည်းတွေနဲ့ပူးပေါင်းကြိုးစားဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ SSPP ဟာအာနာသိန်းစစ်တပ်နဲ့ထိတွေ့ဆက်ဆံနေတဲ့ရန်တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တယ်လို့စစ်တပ်အာနာသိန်းပြည်နောက်ပိုင်းစစ်ကောင်စီတပ်တွေနဲ့ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ပွားတာမျိုးမရှိသလောက်နှဲပါခဲ့ပါတယ်။ဒါပေမဲ့စစ်ကောင်စီဟာ SSPP တပ်ဖွဲ့ကိုမွေးရဆေးဝါးနဲ့ပတ်သက်ကြောင်းဆွဆဲမှုတွေပြုလုပ်လေရှိတယ်လို့ SSPP ကလည်းမွေးရဆေးဝါးနဲ့မပတ်သက်ကြောင်း SSPP ကိုနိုင်ငံရေးခုံတိတ်ခါကြစေဖို့စစ်ကောင်စီကဆွဆဲချမ်းသာဖြစ်ကြောင်းရှင်းလင်းထုတ်ပြန်ထားပါရှင်။နေပြည်တော်တက္ကသိုလ်မြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းမှာရှိတဲ့စစ်ကောင်စီရဲ့လေကတရားဂိတ်စကန်ကိုတက်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်သား၂ယောက်တိတ်ဆုံးပြီးအရာရှိ၁ယောက်ဒဏ်ရာရထားတယ်လို့နေပြည်တော်တက္ကသိုလ်ပီဒီအက်ဖ်တရင်အမှတ်၈၀၃ကထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ17ရက်နေ့ည9:45မိနစ်ခန့်မှာရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်းအမှတ်239မှာရှိတဲ့လေကတရားစခန်းခေတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်သား2ယောက်တိုက်ဆုံးကအရာရှိတအူဒဏ်ရာရထားလို့ဈေးရုံတင်ထားတယ်လို့ဖော်ပြပါတယ်။တိုက်ပွဲကြာချိန်နိုင်ဝတ်ခန့်သာရှိပြီးပြည်သူ့ကာကွယ်ဘက်မှထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။အဲ့ဒီတိုက်ပွဲတွင်ထိခိုက်မှုတွေနဲ့ပတ်သက်ပြီး People's Fight အနေနဲ့တရားအတည်ပြုနိုင်တာမရှိသေးပါဘူး။ ဒီဖြစ်စဉ်ကြောင့်အမြန်လန်းအနောက်ချမ်းမောက်ရှိတဲ့ကျေးရွာတွေကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးတာတွေလုပ်နေတာကြောင့်ပြည်သူတွေစစ်ရေးသတင်းနဲ့နေဖို့နေပြီးတော့တပ်ကုန် PDF တရင်အမှတ်803ကသတိပေးထုတ်ပြန်ထားပါတယ်ရှင်။ People's Wing ကတင်ဆက်ပေးနေတဲ့သတင်းတွေကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။